ခုတင်ဆက်ပေးမယ့်အားကစားသတင်းကတော့ FIFA ကမ္ဘာစစ်သတ်မှတ်ချက်အရအာဆီယံဒေသတွေမှာအဆင့်လေးနေရာထိရောက်ရှိလာခဲ့တဲ့မြန်မာသင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မလာအတွက် FIFA ကမ္ဘာစစ်သတ်မှတ်ချက်တွေကိုကမ္ဘာဘောလုံးဝေချုပ် FIFA ကထုတ်ပြန်ကြေညာခဲ့ရမှာတော့မြန်မာဘောလုံးသင်းဟာရမှတ်148မှတ်ဖြင့် အာဆီယံဒေသတွေမှာအဆင့်လေးနေရာထိရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။မြန်မာသင်းဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကမ္ဘာစဉ်သတ်မှတ်ချက်မှာအဆင့်164ရှိခဲ့ပြီးအခုထုတ်ပြန်မှုအရအဆင့်90တက်လာသလိုကမ္ဘာစဉ်155ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မြန်မာသင်းဟာပြီးခဲ့တဲ့ AFC Challenge Cup ချိန်စပွဲမှာဘူဝမ်နဲ့အိန္ဒိယအသင်းကိုအနိုင်ရရှိခဲ့သလိုတိုင်ပေအသင်းနဲ့တေချာခဲ့ပြီးရလဒ်များကောင်းမွန်ခဲ့တာကြောင့်အခုလိုအဆင့်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။မလာရက်တိမှုအရအာဆီယံဒေသတွင်းရက်တိမှုမှာမြန်မာသင်းဟာအဆင့်လေးနေရာကိုရောက်ရှိလာခဲ့ပြီး VN အသင်းကရမှတ်239မှတ်နဲ့စစ်တင်နေရာကိုဥဆောင်ထားနိုင်ခဲ့ပါတယ်။မလာအတွက် FIFA က ကမ္ဘာစစ်သက်မှတ်ချက်မှာစပိန်သင်းက1600ဒသမအဖြစ်ဥဆောင်လျက်ရှိနေပြီးအားရှောက်ဆုံးမှာတော့ဂျပန်သင်းကရမှန်810ဒသမအဖြစ်ဥဆောင်လျက်ရှိနေတယ်လို့သိရပါပါခင်ဗျာ။